်မင်္ဂလာပါရှင်ဒါကတော့အမေသားမဆလာချက်စီပြန်လေးဖြစ်ပါတယ်ဒီဘက်ကတော့အယံဟင်းခရမ်းသီးနှက်ဖြစ်ပါရဲ့ရှင်ခရမ်းသီးကို ချင်မောင်ရွက်လေးနဲ့နှက်ထားတာဖြစ်ပါတယ်ကဲကျမရဲ့ချက်နီလေးကိုလည်းပြပေးထားလို့လိုက်ကြည့်ပေးပါနော်ငရုတ်သီး၆ကိုအရင်ဦးဆုံးရေစိမ့်မယ်ပြီးရင်တော့စပလင်းနဲ့ဟင်ကမုံအယတအစာပလာထည့်ပြီးတော့ထောင်းပါမယ်ရှင်။ငပီနဲ့ ဟင်ခါမှုထဲတဲ့စားထဲတဲ့မဆလာထက်ပါတယ်ဒါတော့စနွင်းထက်ပါမယ်ကျက်သွန်ဖြူအလိုမှုကိုလည်းထည့်ပြီးတော့ထောင်းပါမယ်အစာပလာတွေကိုအကုန်လုံးကြည်အောင်ထောင်းပြီးတော့မွေးနေအောင်စီတပ်ပါမယ်ရှင်ဒီလိုချက်နီးရလေအရန်ကိုစောက်ကောင်းပါရဲ့နော် ရခိုင်ချက်မို့လို့ငရုတ်ဒီဆက်ဆက်လေးထက်ထားပါရဲ့ရှင်အရင်ဦးဆုံးစီပူတေးလိုက်မယ် စီပူလာပြီဆိုရင်တော့အခုနကထောင်းထားတဲ့အစာဘလောက်ကိုထည့်ပြီးရောစီတက်ပေးလိုက်ပါမယ်နော်မြည်အေးအေးလေးနဲ့တက်ပါရှင်အယံကိုမွေးပါတယ်နော်ဒီမရဲ့ချက်နီးလေးကလုံးဝမအီးပါဘူးနော်တကယ်ဆောက်လို့ကောင်းပါတယ်ရှင်တခါလေးနဲ့ဟင်းနှမျိုးကို တခါလေးချက်ပြသွားမှာဖြစ်ပါတယ် ခရမ်းသီးနှံ့နဲ့အမေသားဟင်းစီပြန်အယံကိုလိုက်ဖက်ပါရဲ့နော်ခရမ်းသီးကိုလည်းမအီရအောင်ကျမကချင်မောင်ရွက်လေးထည့်ပြီးတော့ချက်ပြတာဖြစ်ပါတယ်ရှင်အမေသားတွေကိုသူ့အရင်နဲ့သူခံသွားရဲ့ဒီလုံထားပေးလိုက်ပါမရှင် စီပောက်လာပြီဆိုရင်တော့ရေထက်ပါမယ်နော်ရေကတော့ကျမကတခါတည်းပဲပြပေးထားပါတယ်ရှင်အတော့ပုံမှာမူတည်ပြီးရောရေကိုလိုအပ်တယ်လို့ထားထည့်ပါနော်ကဲဒီလိုလေးရေများများလေးထည့်ပြီးရောကျမက အဖုံးအုပ်ပြီးရောချက်ထားပေးလိုက်မယ်နော်အမေသားချက်နေတော့မှခရမ်းတီးချက်ဖို့ပြင်ဆင်ပါမယ်ရှင် နည်းနည်းဆူလာပြီဆိုရင်တော့အပိုးအောက်လေးတစ်ခါလှန်ထားပေးလိုက်မယ်နော်ပြီးရင်တော့အဖုံးမဖွင့်ဘဲနဲ့ကိုလိုတဲ့အနေထားထိရအောင်ချက်ထားပေးလိုက်ပါမယ်ရှင်ကဲဒီဒီမှာတော့ခရမ်းသီးချက်ဖို့ပြင်ဆင်မယ်ကျွန်မကခရမ်းသီးလေးတွေကိုလှီပြီးတော့ငရုတ်သီးထောင်းတာလေးထည့်ထားတယ်နော်အရင်ဦးဆုံးဒါကတော့ကျွန်မတတ်ထားတဲ့စီချက်ကိုတစ်ခါတည်းလုံချက်ပုံစံမျိုးချက်မှမလို့ထည့်လိုက်ပါတယ်ရှင်ခင်ခမုံလေးထည့်လိုက်ပါမယ် စားထက်ပါမယ်ရှင်စားကတော့နည်းနည်းပဲထက်ပါမယ်နော်လိုအပ်မှပြန်ထက်ပါမယ်ဒါကတော့ငပိကို ကျမဖြိုပြီးရောစကားနဲ့စစ်ထားတာပါရှင်တင်းနဲ့ဂေလုံးတွေမပါရအောင်ငပိကိုရည်စစ်ပြီးရောချက်ပါမယ်ကဲဒီလိုလေးဆိုရင်တော့မိဖို့ပုံမှာရည်ထက်ပြီးရောတည်ထားပေးလိုက်မယ်နော်မြမပြေတတိယလို့ဒံအိုးလေးနဲ့ချက်တာပါရှင် ကဲဒီလိုအနေထားလေးဆိုရင်တော့တော်တော်လေးအသားနူးပါပြီနော်ပိုးအငါမြည်လိုက်ပါမယ်ရှင်အရန်ကိုစားချင်းစရာလေးနော်တအားမွေးပါတယ်ရှင်ဟွန်းအရတာဟာလည်းအနေတူဆိုတော့ချင်မောင်ရွက်လေးတွေကိုထည့်ပါမယ်အိမ်ချန်တရားခူးထားတဲ့ချင်မောင်ရွက်လေးတွေကအရန်နူးညက်တယ်နော်အညွန့်ဖျားလေးတွေကိုချိုးထားမှလို့ဒီ အယိုးနုနုလေးတွေကိုပါတခါတည်းစားပါမယ်ရှင်ဒီလိုလေးအပူကနေအုပ်ထားပြီးရော အဖုံးလေးအုပ်လိုက်မယ်ရှင်အယံကိုမဆောက်လို့ကောင်းပါတယ်နော်ကဲခုစနော်ခရမ်းဒီနှက်လေးကအယံကိုမဆောက်လို့ကောင်းပါတယ်နော်စားချင်းစရာလေးပါရှင်ဒီလိုအနေထားလေးဆိုရင်မီးပိတ်ပြီးရောခြောက်တော့ပါမယ်ရှင်သူ့ရဲ့အနစ်လေးနဲ့နေစားလို့အယံကောင်းပါတယ်ရှင် ကဲအမေသားအိုးပြန်သွားကြည့်ပါမယ်နော်အမေသားအိုးကလည်းတကယ်ပဲစာဖို့အဆင်သင့်ဖြစ်နေပါပြီရှင်ကျွန်မကခတ်အောင်မတည်ပါဘူးနော်ဟင်းရင်လေးနဲ့စားချင်လို့ဒီလိုအနေထားလေးဆိုရင်ကြက်သွန်မိတ်လေးကိုထည့်လိုက်ပါမယ်ရှင်ကဲဒီဟင်းကလည်းကြက်သွားပါပြီနော်ခရန်ဒီနှံ့နဲ့အမေသားစီပြန်မစလာဟင်းလေးကို တွေးပြီးစမယ်ဆိုရင်တော့အရန်ကိုအဆင်ပြေပါရဲ့ရှင် ကဲအဆုံးထိကြည့်ပြီးတော့လက်ကျေးဇူးတင်ပါတယ်ရှင်စကြပါအောင်နော်